ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားမှုနဲ့စစ်ကောင်းဆောင်ပါဝင်စစ်ဘက်ရဲ့ဘက်ကအရာရှိတွေမလ3ရက်နေ့ကလေးကရုရှားနိုင်ငံကိုရောက်ရှိနေကြပါတယ်စစ်ကောင်းဆောင်ရဲ့ဒီရုရှားခီးစဉ်ဟာတပတ်တာကြာမြင့်မှာဖြစ်ပြီးဒီခီးစဉ်တွင်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့နိုင်ငံဆိုင်ရာကိစ္စရပ်တွေဆွေးနွေးသွားမယ်လို့ရုရှားသမ္မတယုံကထုတ်ပြန်ထားပါတယ်နိုင်ငံကြီးလေးလာတုံသက်သူတွေနဲ့သတင်းစာဆရာတွေကတော့စစ်ကောင်းဆောင်ရဲ့ဒီရုရှားခီးစဉ်ဟာ စစ်တပ်ကိုနိုင်ငံရေးစီရေးရာကြောတော့နောက်ခံကူညီပေးနေပြီးမြန်မာနိုင်ငံမှာကျိုးစီးပွားတွေများစွာရှိနေတဲ့တရုတ်အတွက်သတိထားစောင့်ကြည့်စရာဖြစ်သလိုတရုတ်အနေနဲ့ကျဉ်းတတ်မှုမရှိနိုင်ဘူးလို့ထောက်ပြတုံ့တက်နေကြပါတယ်။တရုတ်နိုင်ငံကသူကသမိုင်းရောတော့သူကဘူတင်နဲ့သူကသူစတိုင်းအရင်သူတောင်းတောင်းတယ်တော့ကသူတောင်းတောင်းမယ်တော့တိုက်ခိုက်ဖို့သူစားရတယ်စားမယ်ဒါပေမဲ့ တွင်နာဘာအင်းနာရင်နိုင်ရခုမှာပေါ့တွင်တော့ဝေးပေါ့မြေဝပြီးလောက်မျိုးမှာဒါမှမဟုတ်ဖီယန်လောက်မျိုးမှာနိုင်ရင်တခုဆက်တက်တခုလာပြီးအခြေဆိုင်မှာတော့သူကလက်တိုက်ပြီးဒါတွင်နဝေးပေါ့ဖြစ်နေတော့သူကတော့ဒီကတော့မကြိုက်တော့ဖြစ်ကြတယ်အနာသိမိကလေးကနိုင်ငံတကာရဲ့အေးအေးယူတန်ခတ်ပိတ်ဆို့မှုတွေနဲ့ဖီအားတွေကိုရင်ဆိုင်နေရတဲ့မြန်မာစစ်တပ်ကို တရုတ်ဟာနိုင်ငံရေးစီရေးရကျောလောက်နောက်ခံအကူအညီတွေတောက်လျှောက်ပေးလာခဲ့တာပါလက်ရှိမြန်မာနိုင်ငံရဲ့အကျက်တဲကိုဖြည့်ရှင်းဖို့အိန္ဒိချင်းနိုင်ငံတွေဖြစ်တဲ့တရုတ်ထိုင်းအိန္ဒိယအာဆီယံနိုင်ငံတွေနဲ့အနောက်နိုင်ငံတွေဟာနောင်ဆန်းစုကြည်ကိုအမြန်ဆုံးပြန်လှုပ်ပေးဖို့ရွေးကောက်ပွဲမြန်ဆုံးကျင်းပဖို့အလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့အဆုံးသတ်ဖို့စစ်ကောင်စီကိုရောတိုက်ခိုက်အင်အားစုတွေကိုပါတိုက်တွန်းဖိအားပေးနေတာပါ ါကြောင့်စစ်ကောင်စီအနေနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှဗီတိုအာနာကင်ထားပြီးစစ်လက်နက်နဲ့နည်းပညာကူညီရေးပံ့ပိုးရောင်းချပေးနေတဲ့ရုရှားနိုင်ငံဟာအာနာဆက်လက်တည်တံ့ရေးနဲ့ပပောင်းဆောင်မှာရိုင်နေနေတဲ့စစ်တပ်ကိုပြန်လည်တိစောက်ရေးတွေမှာမဟာဗျူဟာချအရေးပါတယ်လို့ယူဆပြီးချင့်ကပ်နေတာလို့နိုင်ငံရေးကဲခတ်တွေကဆိုပါတယ်။အခုလိုတွေးဆမှုကအရှိတောင်အာရှနိုင်ငံတွေတရုတ်နဲ့အိန္ဒိယတို့ကမြန်မာနိုင်ငံအတွင်းက PO ပြဲအခြေအနေကိုအလွန်စိတ်ပြတ်နေချိန်မှာဖြစ်ပေါ်လာတာပါ။ သူတို့ဒီခီးစင်မှာဖန်တီးမဲ့စီးပွားရေးနိုင်ငံရေးသဘောတူညီမှုတွေဟာရုရှားခိုင်းတဲ့မြန်မာစစ်တပ်မှာဖိအားတို့ကြားရှင်းနေပြီးသားအောင်မြင်တဲ့ဆက်ဆံရေးကိုပုံမခိုင်မအောင်လှုံ့ဆော်ရုံသာဖြစ်ပါလိမ့်မယ်။ဒါ့အပြင်မြန်မာနိုင်ငံကိုသူ့လွှမ်းမိုးနယ်ပယ်အဖြစ်သတ်မှတ်ထားတဲ့ပေကျင်းကိုစိတ်ဆိုးအောင်လှုပ်တာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့တရုတ်ကတော့ဒီဆက်ဆံရေးဟာခံစားချက်ကင်းမဲ့ပြီးစီးပွားရေးတသက်သာဖြစ်ကြောင်းနားလည်ထားပြီးဖြစ်ပုံရပါတယ်။ ရုရှားနိုင်ငံကိုစေကောင်းဆောင်အနေနဲ့တက်ချုပ်ဖြစ်တဲ့အချိန်ကနေအခုချိန်ထိစက်တကြိမ်တွားရောက်ခဲ့ပူပေမဲ့ရုရှားသမ္မတဗလာဒီမာပူတင်နဲ့2022စက်တဘာ9ရက်မှာသာပထမဆုံးအကြိမ်တီးတန့်တွေ့ဆုံခွင့်ရခဲ့ပါတယ်။အဲ့တွေ့ဆုံမှုကလည်းနိုင်ငံတော်အဆင့်ကောင်းဆောင်ခြင်းဖိတ်ကြားချက်အရာမဟုတ်ပဲရုရှားနိုင်ငံကအင်ရှင်ဖြစ်ကျင်းပါတဲ့အရှေ့ပြားစီးပွားရေးဖိုရမ်ကိုတွားတက်ရောက်ခဲ့တဲ့စစ်ကောင်းဆောင်ကိုသမ္မတပူတင်ကလက်ခံတွေ့ဆုံခဲ့တာပါ။ဒီတစ်ချိန်မှာတော့ သမရပူတင်ရဲ့ဖိတ်ကြားချက်နဲ့တွားရောက်တာဖြစ်လို့နိုင်ငံရေးစီရင်ချက်တဲကိုရင်ဆိုင်နေရတဲ့စစ်ကောင်းဆောင်အတွက်အတိမတ်ပြုခံရမှုတစ်ခုဖြစ်တယ်လို့ညနေပန်းလာစီတဲ့ခီးစံလဲဖြစ်ပါတယ်။ရိုဟင်ဂျာတွေကိုလူမျိုးတုံးတတ်ဖြတ်တယ်ဆိုတဲ့စွဲချက်နဲ့မြန်မာစစ်ကောင်းဆောင်တွေပါဝင်စစ်တပ်အရာရှိ22ဦးကိုအာဂျင်တီးနားနိုင်ငံဖျူရိုအီရစ်တရားရုံးကဖမ်းဝရန်ထုတ်လိုက်ပြီးမကြားခင်မှာပဲစစ်ကောင်းဆောင်ရဲ့ရုရှားခီးစဉ်ပေါ်ပေါက်လာခဲ့တာပါ။အနာမိမျိုးဆေးဆိုးရတဲ့နိုင်ငံရေးမှာအဓိကဆိုးရွားမှုပါသွား 丢的是人也听到，对面不地道了。土著高人立马给我丢不多少，丢不多少，丢不多少他们来我们西面丢不到西面那条路面，我人先弄龙那路面啦。都一路钱的嘛，多少人都不给不要，你在下面玩了，土著高人呐。那伊脑壳跳开木，边到时候下人过来跳开咪跳，最后第二天来多天嘛就讲，然后就问，毕竟你没佩服，没佩服人家他们西边嘛，西面那队人他们，他嘛，不讲西也是玩没有，好不啦。 မြန်မာစစ်တပ်နဲ့ရုရှားကြားစစ်လက်နက်ပစ္စည်းနဲ့ဤပညာဆိုင်ရာချက်လက်တွေဝယ်ယူတာစစ်တပ်အရာရှိတွေကိုပညာတော်သင်ဆေးလွတ်တာတွေဟာ2009ခုနှစ်စောပိုင်းကတည်းကရှိနေခဲ့တာလို့သတင်းနဲ့သုတေသနအချက်လက်တွေအရသိရပါတယ်။ဆီယနာသိမ်းပြီးနောက်ပိုင်းမှာတော့ရုရှားဟာမြန်မာစစ်တပ်ကိုအဓိကလက်နက်ရောင်းချတဲ့နိုင်ငံတွေထဲပါဝင်လာခဲ့ပါတယ်။စစ်ပိပခတွေပြင်းထန်နေတဲ့မြန်မာနိုင်ငံအတွင်းကတရုတ်ပိုင်နဲ့ဒေါ်လာဘီလီယံနဲ့ချီတန်ကြီးရှိတဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက် နိုင်ငံစီရေးရာပြင်းထန်ဖိအားပေးနေတာကြောင့်တရုတ်နဲ့ဆက်ဆံရေးမပြေလည်တော့တဲ့စစ်ကောင်စီအတွက်ရုရှားဟာအထားဆရာနိုင်ငံတစ်ခုဖြစ်လာတယ်လို့လည်းလေလာတုံသက်သူတွေကဆိုပါတယ်နိုင်ငံတဝင်းမြို့နယ်ပေါင်းတရာဝင်းချင်းကိုလက်လွတ်ဆုံးရှုံးထားပြီးတိုင်းစစ်ဌာနချုပ်တွေနဲ့မြို့နယ်ယုံကြီးခြေဆက်ရာပြင်းဝင်းတွေနဲ့မြို့တော်နေပြီးတော့အထီပါစီရေးချင်းချောက်မှုတွေကိုရင်ဆိုင်နေရတဲ့စစ်ကောင်စီအတွက်ရုရှားဟာကြောတော့နောက်ခံကူညီပေးတဲ့နိုင်ငံကြီးတစ်ခုဖြစ်လာပြီးပုံနှိပ်ကလာမဲ့ဆက်ဆံရေးလို့ တုံ့တန်နေကြပါဗျ။ဒီခီးစဉ်ရဲ့အစ်စ်အမှန်အန်ဒီရကတော့မင်းအောင်လိုင်းနဲ့စစ်ကောင်စီကိုကဘာတဝမ်းကအခြားအာဏာရှင်နိုင်ငံတွေအကြားမှာတရားဝင်ဖြစ်သွားစေတာပါပဲ။ခီးစဉ်တွင်လှုပ်ဝက်စီမံကိန်းတစ်ခုခုမရှိခဲ့ဘူးဆိုရင်ခီးစဉ်ရဲ့အဓိကအချက်ကကြာရှည်လာတဲ့မိဖက်ဆက်ဆံရေးကိုပုံမခိုင်ပါစေပြီးအာဏာကိုချိန်ချောက်နေတဲ့အန်ဒီရတွေကိုကြော်လွားရှင်သန်တန်ရောင်းနေအနောက်တိုင်းကိုလှစ်လျူရှုကြောင်းပြသခြင်းတို့သာဖြစ်ပါလိမ့်မယ်။အနောက်တိုင်း liberal ငြိမ်းချမ်းရေးတည်ဆောက်မှုဟာလုံးဝကြာရှုံးသွားပြီဖြစ်တာကြောင့် မြန်မာနိုင်ငံမှာလည်းဆက်လက်ကြာရှုံးနေဖို့ပဲရှိပြီးဒီခင်းချင်းဟာအလွန်အန္တရာယ်ရှိနိုင်ပါတယ်။ဟုတ်ကဲ့ subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ပြန်